အခုလက်ရှိကတော့ကျွန်တော်ကတော့ဒီတော်လရေးမှဆိုလို့ရှိရင်ပေါ့နော်ဒီကျမ်းမာရေးပချာနေပြီးတော့ပေါ့နော်ပါဝင်ပြီးတော့ကူညီပေးဖြစ်တယ်ပြီးလို့ရှိရင်လည်းဒီပညာရေးပချာနေလည်းအနေအချင်းလေးပေါ့နော်ကိုတက်နိုင်တလားတော့ volunteer လုပ်ဖြစ်ပါတယ်ပေါ့ဟုတ်ကဲ့ဒီအနာမသိခင်အားဆိုလို့ရှိရင်ပေါ့နော်ကျွန်တော်ရဲ့ပညာရေးအခြေအနေကတော့အမှန်တမ်းပြောရမယ်ဆိုလို့ရှိရင်တော့အစင်းမြင့်ဟိုဟာ ပညာရေးထားပညာရေးရပါတော့အစီအမီပညာရေးမှာကျွန်တော်တက်ရောက်နေတာဖြစ်မယ်ဟိုကျွန်တော်ကတော့ပညာရေးလောကလာတရားဖြစ်တဲ့အဲ့မတန်ခင်တော့ဆိုလို့ရှိရင်ကျွန်တော်ကတော့ဒီရန်ကုန်ပညာရေးတက္ကသိုလ်ပေါ့နော်ရန်ကုန်ပညာရေးတက္ကသိုလ်မှာဒုတိယနေ့ပေါ့နော်ဟုတ်ကဲ့အဲ့မှာပညာသင်ကြားနေစေကျောင်းသားစီဒီအန်တရားဖြစ်ပါကျောင်းသားတရားပါပေါ့ဟုတ်ကဲ့ ဲဘယ်လိုပုံစံမျိုးနဲ့ CDN လောက်ဖြစ်ရလဲဆိုတော့ဒီအမှန်တမ်းပြောရမယ်ဆိုလို့ရှိရင်တော့စနစ်ကြီးကိုမကြိုက်တာပေါ့နော်ဒီစနစ်ကြီးကိုမကြိုက်ဘူးဒီမျိုးဒီအာနာရှင်စနစ်ကိုမကြိုက်ဘူးပြလို့ရှိရင်လည်းဒီလူတွေကိုတော်လန့်ချင်တဲ့စိတ်ကြောင့်နဲ့ပေါ့နော်ဒီမျိုးဒီ CDN ဆိုတာကိုကျွန်တော်တို့လောက်ဆောင်တာဖြစ်ပါတယ်ပေါ့ဟုတ်ကဲ့ဟုတ်ကဲ့ အခုလက်ရှိမှာတော့ဘောနောကျွန်တော်အနေနဲ့ကတော့ဒီဟိုအာနာသိပ်ပြီးကြတဲ့အစပြီးတော့ကျွန်တော်အနေနဲ့ကတော့ဒီကြောင်းကြောင်းသားဘွားကိုဘောနောစီဒီယန်လောက်ပြီးတော့ကျွန်တော်အနေနဲ့ဆွန်လို့လိုက်တယ်ပြီးလို့ချင်းကျွန်တော်ဒီဘက်ချန်ရောက်လာချိန်မှာဆိုလို့ရှိရင်ကျွန်တော်အနေနဲ့ကတော့ဒီဒီစေးပညာကိုဘောနောဒီတင်ယူဖြစ်တယ်အဓိကတော့ဒီတုံလေးမှဆိုလို့ရှိရင်ဒေါက်တာလေးယာနေပြီးတော့ဘောနောပို့ပြီးတော့ပါဝင်ပြီးတော့ကုညီနိုင်မယ်ဟာအနေနဲ့ဘောနောကျွန်တော်ကတော့ဒီဟာကိုတင်ယူဖြစ်တယ်အခုလက်ရှိကတော့ကျွန်တော်ဒီစေးပညာကိုပဲဒီဇိုင်းမမှန်နဲ့ဘောနောဟိုကကိုတက်နိုင်တဲ့ဘက်ချန်နေပြီးတော့ပါဝင်ပြီးတော့တင်ယူဖြစ်ပါတယ်ဘောဟုတ်ကဲ့ ီကျွန်တော်အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ဒီအနာဖေးပြီးတဲ့နောက်ပိုင်းမှာဆိုလို့ရှိရင်ပေါ့နော်ဒီလူငယ်တွေရဲ့ပညာရေးဆိုင်ရာအခွင့်အရေးတော်တော်များများတော့ရှုပ်ရှုပ်သွားတယ်လို့တော့ကျွန်တော်ကတော့မြင်တယ်။ဘာဖြစ်လို့လဲဆိုတော့ဒီလိုမျိုးအနာဖေးပြီးကြတဲ့အစားပြီးတော့ကျွန်တော်တို့တွေကဒီចောင်းတွေကိုလည်းပိတ်လိုက်ရတယ်။ဟိုရင်တို့ကလုပ်ခဲ့တဲ့ plan ဒီပညာရေး plan ဒီအကုန်လုံးကိုလည်းဟိုဟာတနည်းလောက်ပေါ့နော်ဟိုဟာသူကရက်နာလိုက်ရတယ်ပြောရမယ်ဆိုလို့ရှိရင်ဒါပေမဲ့ ခဏနေကြတော့အာနာသိပ်ပြီးတော့တနေ့လောက်ကြာမှအကြောင်းတရားပြန်ဖွင့်နေပြန်ဖွင့်တဲ့အချိန်ဟိုဒီအာနာသိစစ်ကောင်စီကတော့ပြန်ဖွင့်တဲ့အကြောင်းလေးဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်အဲ့ဒီအကြောင်းလေးနေနေကြောင်းလည်းပြန်ဖွင့်တဲ့ခါကြောင်းလည်းပေါ့နော်ဒီလူငယ်တွေအနေနဲ့ကဒီပညာရေးကိုယူဆက်ယူဖို့ပါပေါ့နော်ဒီပြောရမယ့်ဆိုလို့ရှိရင်လုံခြုံရေးအရာရောပြီးလို့ရှိရင်စိတ်ပိုင်းဆိုင်ရာလုံခြုံရေးရောရုပ်ပိုင်းဆိုင်ရာလုံခြုံရေးအရာရောအများကြီးမပေးနိုင်တဲ့အတွက်ကြောင့်ပေါ့နော်ဒီ လူငယ်တွေအနေနဲ့ကတော့ဒီပညာရေးကိုလောဘကြီးကိုတင်ယူတိုင်းမဲ့အခွင့်အလမ်းရလောဘကြီးကိုရှုပ်ရှုပ်သွားတယ်လို့ကျွန်တော်တို့မြင်တယ်။ဒီအခုနောက်ပိုင်းဆိုလို့ရှိရင်ပူတောင်ဆိုလာတည်တယ်ပေါ့ဒီလိုမျိုးဟိုအင်တာနက်လိုင်းတွေဖြတ်တောက်တာတို့ပြီးလို့ရှိရင်တချို့သော application တွေပိတ်ချတာတွေအဲ့လိုမျိုးဟာဒီကလူငယ်တွေအတွက်ပေါ့နော်ဒီ online ဘဝကနေပညာသင်ယူရတာတွေပညာတက္ကသိုလ်ကြီးကအစားပေါ့နော်အဲ့လိုမျိုးအခွင့်အရေးတွေတော့ရှုပ်ရှုပ်သွားလို့ကျွန်တော်တို့မြင်တယ်ပေါ့နော်ဟုတ်ကဲ့ โอเคအခုလက်ရှိကတော့ဘလို့အခက်ခဲနေတဲ့ကြော်ရလဲဆိုလို့ရှင်တော့ဒီဒီအနာသိပြီးတဲ့ဒီနောက်ပိုင်းကြာလာတာ ਨੇ အများပေါ့เนาะကျွန်တော်တို့တွေနဲ့ကြုံတွေ့ရတာကတော့ဒီအင်တာနက် internet connection အခက်အခဲတွေရောပြီးလို့ရှိရင်ဒီစာဖို့တောက်ဖို့ကိစ္စတွေရောပြီးလို့ရှိရင်ဒီစာဖို့နေရအစားပေါ့နော်ကျွန်တော်တို့ကဒီမှာနေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲ့ဒီစာဖို့နေရဆိုလို့ရှိရင်ပုံတော့လည်းခက်ခဲတယ်ပြောရမယ်ဆိုလို့ရှိရင်ပြီးလို့ရှိရင်ဒီပညာရေးအနေနဲ့ဆိုလို့ရှိရင်တော့မှဒီအနာသိပြီးလိုက်တဲ့အခြေအနေတွေကစပြီးတော့ပေါ့နော်ဒီပညာရေးကဒီကျွန်တော်တို့လူငယ်တွေအတွက်ဆိုလို့ရှိရင်လောကကြီးကိုဟိုအဟန့်တားကြီးတစ်ခုဖြစ်သွားသလိုမျိုးပဲပေါ့နော်ကျွန်တော်တို့ဆက်ပြီးတော့လေ့လာခြင်းနဲ့ဆိုရင်တော့မှဒီကျွန်တော်တို့ကဒီမျိုးကြောင်းနေပါတီတက်ပြန်ပြီးတော့ဟိုးရင်တော့လူမျိုးလွတ်လွတ်လပ်လပ်ကိုလေ့လာလေ့လာပြန်လေ့လာလို့မရတော့ဘူးဟိုတော်တဲ့ရောက်တဲ့လူတွေနဲ့တဲ့ရောက် အနေနဲ့ဆိုလို့ရှိရင်တော့ပို့ပြီးတော့ဆိုးတယ်ပေါ့နော်ကျွန်တော်တို့ကဒီ online နဲ့တဆင့်ပဲမိခိုးပြီးတော့အားထားပြီးတော့ပေါ့နော်ကျွန်တော်တို့ရဲ့သိချင်တဲ့ဘာသာရက်တွေကျွန်တော်တို့လေ့လာချင်တဲ့ဘာသာရက်တွေကိုတဆင့်လေ့လာတာဖြစ်တယ်ပေါ့နော်အခုလက်အခုနောက်ပိုင်းမှာကြာလို့ရှိရင်ဒီမျိုး internet connection တွေကိုပေါ့နော် neon လောက်လိုက်တာတို့ပြီးဒီ internet နဲ့ပတ်သက်ပြီးတော့ဈေးနှုန်းတွေပိုင်းရတီတက်လိုက်တာတို့အဲ့လိုမျိုးဟာတွေလောက်လိုက်တော့ကြောင့်မလို့ကျွန်တော်တို့အနေနဲ့ကတော့ပညာရေးဟိုဒီပညာရေးကိုဆက်လိုက်ပြီးတော့လေ့လာဖို့အတွက်ဆိုလို့ရှိရင်လည်းပေါ့နော်ဒီအခက်အခဲတခုဖြစ်နေတယ်ပေါ့ကျွန်တော်အနေနဲ့ကတော့ ျွန်တော်မြန်မာဒီလက်ရှိမြန်မာနိုင်ငံရဲ့ပညာရေးအားပေါ့နော်ဟိုဒီဘာမှမရှိဘူးလို့ကျွန်တော်မြင်နေပါတယ်ဆိုတော့ဒီစကားဆာနေပေးတဲ့ပညာရေးအနေနဲ့ဆိုလို့ရှိရင်အခုလက်ရှိကတော့သူကတော့ဝန်ဆောင်မှုတွေပေးနေတယ်ဘယ်ကြောင်တွေဖွင့်ပေးနေတယ်ဘယ်ဒါမဲ့သူရဲ့ပေးနေတဲ့ဟာတွေဝန်ဆောင်မှုပေးနေတဲ့ဟာတွေအားလုံးကပြောရမယ်ဆိုလို့ရှိရင်ဒီခလေးတွေကိုပေါ့နော်ဒီဟိုဟာပဲရှိတယ် အပြုတ်သဘောပဲရှိတယ်လောဘကြီးကိုအပျော်နဲ့ပဲရှိတယ်လောဘကြီးကိုကလေးတွေကိုလည်းဟိုပညာရေးဘက်ကိုလောဘကြီးကိုဦးစားပေးပြီးတော့သင်ပေးတဲ့ထဲလည်းမပါဘူးဟိုပါလောဘကလေးတွေပညာလည်းမတက်ပါဘူးပေါ့နော်အဲ့လိုသဘောမျိုး ဖြစ်နေတယ်ဟိုကလောဘကြီးအတန်တက်တဲ့ပုံစံမျိုးကြီးပဲဖြစ်နေတဲ့ပုံစံမျိုးကြီးပေါ့နော်ဒီကလေးတွေပညာသင်ပညာတကယ်အမှန်တကယ်တမျောက်ကြီးထက်ကိုလည်းအတန်တက်ဖို့ရေပဲသူပုံတော့ဦးစားပေးနေတယ်ပြီးလို့ရှိရင်ဒီအကြောင်းမှတက်တဲ့ကလေးနေနဲ့ဆိုလို့ရှိရင်လည်းဒီမျိုးဟွလောက်ကြုံတချို့တော့နေရာဒီမှာပေါ့နော်ဒီမျိုးဟိုဆွဲချင်းတို့ဆွဲဝင်ပြီးတော့အမျိုးမင်းမဲဆရာကြီးကလည်းရှိလာတဲ့အတွက်ကြောင့်မလို့ပေါ့နော်အမျိုးလောက်ကြုံမှုလည်းမရှိဘူးပေါ့နော်အမျိုးဆိုတော့ကျွန်တော်နေပြောရမယ်ဆိုလို့ရှိရင်တော့ ဒီအခုလက်ရှိစကားစပေးတဲ့ပညာရေးစနစ်အနေနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့အနေနဲ့ကတော့ဒီဘာမှတော့မထူးပြောမယ်ဆိုလို့ရှိရင်ဒီပုဒ်တာဒီပေးလို့ပဲကျွန်တော်တို့မြင်တယ်ဒါပေမဲ့ဒီတချို့သောမြန်မာနိုင်ငံအလဲပိုင်းတို့ဒီတချို့သောစကိုင်းလေးနေရာမျိုးမှာဆိုလို့ရှိရင်ပေါ့နော်ဒီ NUG တို့ကနေပြီးတော့ပေါ့နော်ပေးတဲ့ဟိုဟာ င်ရည်တချို့ကြောင့်တော့ဖွင့်နေလို့တော့ကျွန်တော်ကြားသိရတယ်အဲ့ဒီကြောင့်လေးနေနေဆိုလို့ရှိရင်တော့ကျွန်တော်တို့အဲ့ကြောင့်လေးတော့ကျွန်တော်သဘောကျတယ်ဒီဒီတကယ်ပေါ့နော်အဆင်ပြေပြနေတော့လက်ပတ်နိုင်တယ်လို့တော့ကျွန်တော်တို့မြင်တယ်ဒါပေမဲ့အခုလက်ရှိအခြေအနေရဆိုလို့ရှိရင်တော့အဲ့ဒီကြောင့်လေးနေနေဆိုလို့ရှိရင်တော့ဟိုဒီစကားစားရဲ့ပြေခတ်မှုတွေပါတယ်ကျွန်တော်လှုပ်ကြွေးနေနေတော့ခြေချောက်တော့ခံရသေးတယ်ပေါ့နော်ဒါပေမဲ့တခြားသောစကားစားကြောင့်လည်းစားလို့ရှိရင်တော့ကျွန်တော်အနေနဲ့ကတော့ဒီပညာရည်စနစ်ကတော့ပိုကောင်းတယ်လို့ကျွန်တော်မြင်မိတယ်ပေါ့နော်ကဲ့ ဟိုကျွန်တော်အနေနဲ့ကတော့ဒီကျွန်တော်တယောက်တည်းဟိုကပညာရေးနေနေဆိုလို့ရှိရင်ပေါ့နော်ကျွန်တော်အနေနဲ့ကတော့ဒီတော်လည်ရေးပြီးမှပဲကျွန်တော်ရဲ့ဒီပညာရေးဘက်ကိုပြောင်းပြီးတော့ဆက်သွားဖြစ်မယ်လို့တော့ဟိုကျွန်တော်ကတော့သုတ်ဖြစ်ထားတယ်ပေါ့နော်ဒီတော်လည်ရေးမပြီးမချင်းတော့ကျွန်တော်ကတော့ဒီတော်လည်မှပဲဆက်လက်နေမြုပ်ပြီးတော့ဒီတော်လည်ရေးအတွက် ဟိုဥမာပြောမယ်ဆိုလို့ရှင်ဗျာဟိုဟိုကျမ်းမာရေးပေါ့နော်ကျမ်းမာရေးဆိုင်ရာပညာတွေတော့ကျွန်တော်ဆက်လိုက်ပြီးတော့စီပူသွားမယ်စီပူပြီးတော့မှပဲဒီတော်နေပြီးတဲ့ခါကျတော့မှပဲကျွန်တော်ရဲ့တကယ်ပညာပညာရေးလောကတွေကိုပေါ့နော်ကျွန်တော်လာခဲ့တဲ့နေရာဖြစ်တဲ့အဲ့ဒီပညာရေးလောကတွေကိုပြောင်းဝင်တော့ကျွန်တော်ရဲ့ပညာရေးကိုတစ်ဆင့်ပြန်ပြီးတော့ဟိုသင်ယူလေးလာစီပူပြီးတော့ပေါ့နော်ကျွန်တော်လောက်ချင်တဲ့ဒီကြောင့်ဆရာလောက်ကိုပဲပြန်လုပ်ဖြစ်ဖို့တော့များမယ်အခုလက်ရှိအရီတော်နေမပြီးမချင်တော့ကျွန်တော်ကတော့အဲ့ဒီကျွန်တော်ရဲ့အဲ့ဒီပညာရေးနဲ့ပတ်သက်တဲ့ဒီ တင်ယူစရာတွေကိုတော့ကျွန်တော်ခဏတော့ဆိုင်ငံ့ထားတယ်ဒီ channel ဒီတော်လည်ရေးဘက်ကနေပြီးတော့ပေါ့နော်ပို့ပြီးတော့ဟိုအဝင်ဝင်စားပြီးတော့ပို့တော့လူမဒီ channel ရေးဘက် channel ကိုကျွန်တော်တက်နိုင်တဲ့လောက်လေ့လာပြီးတော့ကျွန်တော်ဒီပုံမှန်ချင်းမှာအကျိုးပြုနေပါတယ်ပေါ့နိုင်တဲ့လောက်လေး နောက်ဆုံးအနေနဲ့ကတော့ကျွန်တော်အနေနဲ့ဖြည့်စက်ပြောရှင်းရတော့ပေါ့နော်ဒီကျွန်တော်တို့လူငယ်တွေอ่ะပေါ့နော်ဒီစကားစားအနာသိပ်ပြီးကြတဲ့ဆက်ပြီးတော့ကျွန်တော်တို့လူငယ်တွေရဲ့ပညာရေးဟိုပေါ့နော်ဟိုပညာရေးပေါ်ဆက်လက်သင်ကြားခွင့်ကအမှန်တမ်းပြောမယ်ဆိုလို့ရှိရင်ဟိုလောဘကြီးကိုမရှိတော့နေပါတယ်အကရေးပညာဆက်လက်ပြီးတော့သင်ကြားရှင်းနေဆိုရင်တော့မတော်တော်လေးဟိုစကားစားပဲအနေနဲ့ပေါင်းပြီးတော့တွိုင်းတွားမတွားဘူးဆိုလို့ရှိရင်တခြားအနေနဲ့တွားမယ်ဆိုလို့ရှိရင်လည်းအခုနောက်ပိုင်းဆိုလို့ရှိရင်အရင်တော့ဆိုလို့ရှိရင်တော့ပေါ့နော်ဒီ online နေပြီးတော့လည်းဆက်လက်ပြီးတော့သင်ကြားနိုင်မယ်အခုနောက်ပိုင်းဆိုလို့ရှိရင်ဒီတိုင်း ဒီစကားစာရဲ့ပိတ်ဆို့မှုတချို့ဒီကြောင့်ပေါ့နော်လူမျိုးအခက်အခဲဒီပိုင်းရန်တွေရှိတာရှိလာတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ကျွန်တော်အမြင်နဲ့ပြောမယ်ဆိုလို့ရှိရင်ဒီပညာရေးနည်းနဲ့ကတော့ဒီအာနာသိပ်ပြီးကတည်းကစလို့ရှိရင်ဒီစကားစာကတော့လောဝကြီးကိုပိတ်ချလိုက်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ညာတော့လောဝကြီးကိုအခက်အခဲဖြစ်တယ်။ဒါမှမဟုတ်ကျွန်တော်တို့ကလည်းအဲ့ဒီဂျာနေပဲရတဲ့နည်းနဲ့ရတဲ့ဟာနဲ့ကိုအကောင်းဆုံးတော်လန့်ပြီးတော့အဲ့ဒီပညာရေးကိုပြန်ပြီးတော့လှုပ်ဆောင်သွားမှသာနဲ့ကျွန်တော်တို့နိုင်ငံအကောင်းလာမလို့ကျွန်တော်တို့မြင်တယ်